တခါတုန်းကပင်လယ်ကမ်းဆက်မှာတံငါရယ်လေးတယောက်ရှိတယ်သူ့နာမည်ကအောင်နိုင်တဲ့အောင်နိုင်ဟာပင်လယ်ကိုအရန်ချစ်ပြီးနေတိုင်းလေးလေးနဲ့ငါးရှာထွက်လေးရှိတယ်တနေ့တော့သူပင်လယ်ထဲမှာငါးမျှနေတော့အမှတ်မထင်ပဲရေသူမလေးတယောက်ကိုတွေးလိုက်ရတယ်ရေသူမလေးရဲ့နမီကမင်းမျက်နှိုးတဲ့သူမရဲ့ဆက်ပင်တွေဟာရွှေရောင်တောင်းပပြီးအမီကတော့မိုးပြရောင်တောက်ပနေတယ်မင်းမျက်နှိုးကလူတွေကိုကြောက်တဲ့အတွက်အောင်နိုင်ကိုမြင်တော့ရှောင်ပြေးဖို့ကြိုးစားတယ်ဒါပေမဲ့အောင်နိုင်ဟာသူ့ကိုမကြောက်အောင်နှွေးထွေးစွာပြုံးပြပြီးစကားပြောလိုက်ပါတယ် ီလိုနဲ့သူတို့နှစ်ယောက်ဟာခင်မင်းရင်းနှီးလာကြပြီးနေတိုင်းတွေ့ဆုံကြတဲ့အောင်နိုင်ကပင်လယ်ရဲ့အကြောင်းတွေကိုမင်းမျက်နှိုးကို ပြောပြတတ်လို့မင်းမျက်နှိုးကလည်းပင်လယ်အောက်ကလှပတဲ့ကဘာအကြောင်းတွေကိုအောင်နိုင်ကိုပြောပြခဲ့ပါတယ်။အောင်နိုင်ဟာပင်လယ်ပြင်မှာအလုလုရတာပို့ပြောလာပြီးမင်းမျက်နှိုးကလည်းပင်လယ်ပြင်ကိုပို့ချစ်လာခဲ့ပါတယ်။ဒါပေမဲ့ရေသူမလေးမင်းမျက်နှိုးနဲ့လူသားတက်ငါတယ်လေမျက်မှွန်တို့ရဲ့ချစ်ချင်းမြတ်တာဟာကံတရားရဲ့ဆန်းသက်ခြင်းကိုခံစားရပါတယ်။ တနေ့မှာတော့မုံနိုင်ကြီးတွေဖြစ်ပေါ်လာပြီးအောင်နိုင်ရဲ့လေဟာပျက်စီးသွားခဲ့ပြီးအောင်နိုင်လည်းရင်းနှီးတော့မဲ့အဖြစ်ကိုရောက်လာတဲ့အဲ့ဒီအချိန်မှာမင်းမျက်နှာဟာဒါကိုမြင်ပြီးသူ့မှာရှိတဲ့စွမ်းအားတွေကိုတုံးပြီးအောင်တို့ကိုကဲတင်ဖို့ဆုံးဖြတ်လိုက်ပါတယ် အောင်နိုင်ကိုရင်းမျက်နှာပြင်ပေါ်ဆွဲတင်ပြီးအသက်ရှူနိုင်အောင်ကြိုးစားခဲ့တဲ့ကန်းနာကိုရောက်တော့အောင်နိုင်ဟာသတိရလာပါတယ်အောင်နိုင်ဟာသူ့ကိုကူညီပေးတဲ့မင်းမျက်နှိုးကိုကျေးဇူးတင်ပေမဲ့မင်းမျက်နှိုးကအောင်နိုင်နဲ့အတူကမ်းပေါ်မှာနေနေဆိုတာကိုသိပါတယ်မင်းမျက်နှိုးကဒါကြောင့်သူတို့နှစ်ယောက်ဟာတယောက်နဲ့တယောက်နှုတ်ဆက်ခွဲခွာရမယ့်အချိန်ကိုရောက်လာခဲ့တဲ့မင်းမျက်နှိုးကနှလုံးသားကွဲကြေစွာနဲ့ပင်လယ်ထဲကိုပြန်ဝင်သွားခဲ့တဲ့ဒါပေမဲ့အောင်နိုင်ဟာမင်းမျက်နှိုးကိုမမေ့နိုင်ဘူးဒီလိုနဲ့သူဟာမင်းမျက်နှိုးနဲ့အတူရှိနိုင်ဖို့နီလန်တစ်ခုကိုရှာဖွေခဲ့တယ် နောက်ဆုံးတော့အောင်းနိုင်ဟာပင်လယ်ထဲမှာနေနိုင်အောင်သူ့ကိုယ်သူပင်လယ်ထဲမှာဘလို့နေရမလဲဆိုတာလေးလာပြီးပင်လယ်ထဲကိုဆင်းသွားခဲ့တဲ့မင်းမျက်နှိုးနဲ့အောင်းနိုင်တို့ဟာပင်လယ်အောက်မှာပြန်လဲဆုံစည်းခဲ့ပြီးသူတို့နှစ်ယောက်အတူတကွပျော်ရှင်းစွာနေသွားခဲ့ပါတော့တယ်